ခဲ့တဲ့ရက်ပိုင်းကဒူတာကနေတကပလုံးရှိကားဝါဒနာရှင်တွေကို surprise look ခဲ့ပါတယ်။တတင်းတွေ call ဟာတွေနဲ့ထင်ကြီးအမျိုးမျိုးပေးနေတဲ့ဂျာကနေ Toyota ရဲ့ပထမဆုံး super car တစ်စီးဖြစ်တဲ့ GRGT GRGT 3နဲ့ Lexus LFA concept ကိုမိတ်ဆက်လာတာပဲဖြစ်ပါတယ်။မင်္ဂလာပါ ျွန်တော်တို့ luxury auto မြန်မာမှာ Toyota ကနေအစ်စ်မိတ်ဆက်လိုက်တဲ့ GRGT နဲ့ GRGT 3အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်နဲ့အတူအဆုံးထိ like ပါကြည့်ရှုပေးပါဦးဂျပန်ကား giant company ကြီးတွေဖြစ်ကြတယ် Nissan နဲ့ Honda ဆိုရင်သူတို့ရဲ့ super car တွေဖြစ်ကြတယ် Nissan GT-R 35နဲ့ Honda NSA Snoopy Super Car အတီးဒီကိုထုတ်လုပ်ထားပေမဲ့ Toyota မှာတော့ Super Car မရှိပါဘူး။ Toyota မှာ Premium Brand ဖြစ်တဲ့ Lexus နဲ့ Ultra Luxury Brand ဖြစ်တဲ့ Century ဆိုတဲ့ Brand တွေရှိပြီးအခု Sport Brand တစ်ခုဖြစ်တဲ့ GR ကိုမိတ်ဆက်လာပါတယ်။ GR မှာ GRGT နဲ့ GRGT3 ကိုမိတ်ဆက်လာပါတယ် GRGT ကို Toyota Company ရဲ့ flagship ပြိုင်ကားတွေဖြစ်တဲ့ Toyota 2000 GT နဲ့ Toyota ရဲ့ luxury brand ဖြစ်တဲ့ Lexus မှာထုတ်တဲ့ Lexus LFA တို့ကို inspire ယူပြီးဖန်တီးခဲ့တာဖြစ်ပါတယ် Toyota 2000 GT နဲ့ Lexus LFA တို့ရဲ့အငွေ့အသက်တွေပါဝင်တဲ့ Toyota ရဲ့ပထမဆုံး Super Car တစ်စီးကိုဖန်တီးခဲ့တာဖြစ်ပါတယ်1960ခုကနေ1980အတွင်းအရေအတွက်အကန့်တနဲ့350တစ်စီးသာထုတ်လုပ်ခဲ့တဲ့ Toyota 2000 GT ဟာဆိုရင်တော့ဂျပန်နိုင်ငံရဲ့ပထမဆုံး Grand Touring ပြိုင်ကားတစ်စီးဖြစ်ပါတယ်2010ခုကနေ2012အတွင်း အစီရင်နာရတာထုတ်လုပ်ခဲ့တဲ့ Lexus LFA ဟာဆိုရင် hand built ဒီဆောက်ထားတဲ့ V10 engine နဲ့ကားရဲ့ exhaust note ဟာ sport car တွေထဲမှာအကောင်းဆုံးဆိုပြီးနမည်ကြီးပါတယ်။ GR ရဲ့ GT နဲ့ GR GT3 ကို Lexus LFA ရဲ့ concept car design ပုံစံအတိုင်း inspire ယူပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။ရှည်လျားသောဘွန်းနဲ့ မြေပြင်နဲ့တသားတိဖြစ်နေတဲ့ကားဒီဇိုင်းကလေခွင်းအားကောင်းမွန်ပြီးလမ်းပေါ်မှာကားကို အမြန်နှုံးလဲမောင်းနေနေဝင်အဆင်ပြေလွေးကူးစွာ ထိမ့်ချုံမောင်းနေနိုင်မှာဖြစ်ပါတယ်ကားရှိပါမှာတော့တွဲလျားလပ်ပါတဲ့ရှေ့မီနဲ့ဒီတိုင်း running light ကို တွေ့မြင်နိုင်ပြီး အောက်ဖက်မှာတော့ကြီးမားတဲ့ဒီဇိုင်းနဲ့ air intake ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်ကားဘောနဲ့မှာတော့ ကားအင်ဂျင်ကိုအေးခံဖို့လေဝင်ပေါက်နဲ့အေးခံပြီးနောက်လေကိုပြန်ထုတ်ဖို့လေထွက်ပေါက်နှစ်ခုပါဝင်ပါတယ်။ဒီဘက်ကကြည့်ရင်ရှည်လာသောဒီဇိုင်းနဲ့ကားရှည်ပြီးအနောက်တွင်ရှိတဲ့အပေါက်ကကားကိုလေကွင်းအားပုံမကောင်းမွန်စေပြီးထင်းကျုံမောင်းနေရတွင်လည်းအဆင်ပြေချောမွေစေမှာဖြစ်ပါတယ်။ဘေးပရှိအဲအင်တိတ်နဲ့အနောက်ဘက်ကိုနှိမ်ဆင်းထားတဲ့ကားအမှုဒီဇိုင်းကလည်းကားကိုပိုပြီးစပိုးပြီးလွတ်ကိုရစေပါတယ်။ ကားနော့ဖက်ဂရင်တော့အတန်းလိုက်ပြုတ်လောက်ထားတဲ့ကားမီနဲ့အတော်အမြင့်ကြီးမားတဲ့ spoiler ကို တွေ့မြင်နိုင်ပြီး quad exhaust system ကိုတက်ဆင်ထားပါတယ်အတွင်းကမှာတော့ digital display နှစ်ခုနဲ့ sport design နဲ့ D-shape ပုံစံ steering ကိုတွေ့ရမှာဖြစ်ပြီးအတွင်းကအယောင်ကို ပြိုင်ကားတွေမှာအသုံးပြုနေကြဖြစ်တဲ့အနည်းအောင်အသုံးပြုထားပါတယ် ကားစတီရင်မှာကားထရက်ရှင်ကွန်ထရိုးနဲ့ကားဒရိုက်မုတ်တွေကိုထင်းချုပ်ရိုင်းတဲ့ခလုတ်နှစ်ခုပါဝင်ပါတယ်ကားကီယာရှစ်ဖတာဒီဇိုင်းကလည်းထူးခြားပြီးဆန်းစစ်ပါတယ်ကားထိုင်ကုန်တွေကိုကာဘွန်ဖိုင်ဘာဖင်ပြုလုပ်ထားတာကြောင့်ပေါ့လျားပြီးအကျန်းခံတယ်လို့ထိုင်ရတာတက်တောင်တက်တာရှိအောင်ဖန်တီးထားပါတယ် GRGT3 မှာတော့ပိုပြီး aggressive sun နဲ့ design နဲ့တွေ့မြင်ရမှာဖြစ်ပြီးပိုပြီးကြီးမားလဲအရှိပါ grills Franz Blitter နဲ့မီလုံလေးကိုတပ်ဆင်ထားပါတယ်။ကာဘွန်နဲ့မှာကြီးမားလာလေလေကွင်းပေါက်နဲ့ကားဘင်းအပေါ်မှာလေးထွက်ပေါက်ဒီဇိုင်းကြောင့်ကားကိုပိုပြီး aggressive ဆန်စေပါတယ်။ဘေးဘက်မှာလည်းလေးထောင်ဆန်တဲ့လေးထွက်ပေါက်ဒီဇိုင်းနဲ့ကား exhaust ကိုဘေးဖက်ထုတ်ထားပုံကလည်းတမူထူးခြားပြီး unique ဖြစ်တဲ့ဒီဇိုင်းကို ပေးပါတယ်။ကားနောက်ဖက်တွင်တော့အလွန်ကြီးမားလာတဲ့ spoiler ကြီးကို တွေးမြင်ရမှာဖြစ်ပြီး ကားကိုအမြန်နှုတ်မြန်မောင်းနေနေစဉ်လိုအပ်တဲ့ down force ကို ထုတ်ပေးမှာဖြစ်ပါတယ်။ track focus ကဖြစ်လို့ကားအသွေးမှာမှာတော့ frame တွေကားအမြန်နှုတ်တိုင်းတာစမ်းစားကြည့်ရတွေနဲ့ formula 1 style car steering ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Lexus LF concept မှာတော့ fully electric ဖြစ်ပြီး Lexus design language အတိုင်းရှေ့မီလုံတွေ air intake design နဲ့မီလင်းတဲ့ကား logo design ကို တွေ့မြင်နိုင်ပြီးဘေးဘက်ကကြည့်ရင် ကားဒီဇိုင်းမှာလပါတဲ့ပုံစံရှိပါတယ်။အတန်းလိုက်ဖြစ်နေတဲ့ကားမီးနဲ့အရင် LFA ရဲ့ exhaust design ပုံစံမီးနဲ့ active spoiler ကကားကိုပိုပြီးလပါကျော်စင်းတဲ့ပုံစံမျိုးကိုပေးပါတယ်။အတွင်းကမှာတော့ concept ကလေးရဲ့ထုံးစံအတိုင်းခိရှိပြေးပြီးစမ်းပြတဲ့ design တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ GRGT မှာတော့4.0 liter twin turbo charge V8 hybrid engine ကိုတပ်ဆင်ထားပြီးကား engine ကိုအရှိတ်အမှတပ်ဆင်ထားတဲ့ front mid engine design ဖြစ်ပါတယ်။ Mercedes SLR McLaren Ferrari 812 super fast နဲ့12 cylinder လို engine ကိုအရှိတ်အမှထားပြီး rear wheel drive စနစ်နဲ့ super car ဖြစ်ပါတယ်။ super car ရဲ့ trend တစ်ခုလို့ဖြစ်နေတယ်။ ် Remix engine နဲ့မဟုတ် Framix engine နဲ့ super car ထုတ်လုပ်လာတာလေစိတ်ဝင်စားဖို့ကောင်းပါတယ် Hybrid system ပါဝင်တာကြောင့် electric motor တလုံးပါဝင်လာပြီးကားအနောက်အလယ်နောက်မှာရှိတဲ့ transmission ပေါ်မှာတပ်ဆင်ထားတာကြောင့် gear အကူအပြောင်းတွေမှာကားအရှင်ကိုကြာဆင်းမော်တာကို short ချနိုင်မှာဖြစ်ပြီးပုံမှန်မြန်ဆန်တဲ့မောင်းနှင်မှုမျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ် rear wheel drive တမျိုးတည်းရရှိနိုင်ပြီး 8 speed automatic transmission ကိုအသုံးပြုထားပါတယ်။ Toyota ရဲ့ပထမဆုံး aluminum body frame ပေါ်မှာပေါ်လာတဲ့ carbon fiber နဲ့ပေါင်းစပ်အသုံးပြုထားတာကြောင့်ကားရဲ့အလေးချိန်ကပေါင်3858ပေါင်ကီလိုဂရမ်နဲ့တွက်ရင်1950ကီလိုဂရမ်သာလေးပါတယ်။ Brembo carbon ceramic brakes ကိုတက်ဆင်ထားပြီး Michelin Pilot Sport Cup 2ကိုတက်ဆင်ထားပါတယ်။ စူပါကားတွေမှာအရေးအပါဆုံးတစ်ခုဖြစ်တဲ့ weight distribution မှာတော့အရှိကို45ရာခိုင်နှုန်းနဲ့အနောက်ကို55ရာခိုင်နှုန်းဖြစ်လို့အရှိနောက်30ရာခိုင်နှုန်းသာကွာပါတယ်။မြင်းကောင်ကြီး640ကျော်ထွက်ပြီး top speed အနေနဲ့မိုင်းနဲ့လာဝန်းကျင်ခန့်ကီလိုမီတာနဲ့တွက်ရင်ကီလိုမီတာ320ကျော်မောင်းနေနိုင်မှာဖြစ်ပါတယ်။ဂျီယန်ုံကိုတော့ တရားဝင်ကြေညာထားတာမရှိပါဘူး။တန်ဖိုးတင်ကားတွေကိုထုတ်တဲ့တူတာကထုတ်ပေမဲ့ဒီကားကတော့တန်ဖိုးအဖြစ်ခံမှန်းကြီးဒေါ်လာ3သိန်းဝန်းကျင်လောက်ကြာသေးမှထလို့တန်ဖိုးအဖြစ်မနှဲလာပါဘူး။2020ခုမှာထွက်လာနိုင်ပြီးလာမယ့်2026မှာတော့ကြန့်ရှိနေတဲ့အသေးစိတ်အချက်အလက်တွေကိုထုတ်ပြန်လာနိုင်ပါတယ် ကားအကြောင်းအရာတွေကို အချိန်နဲ့တပြေးညီအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ပေးသွားကြပါအောင်အဆုံးထိကြည့်ရှုပေးတဲ့တရားချင်းစီကိုကျေးဇူးအထူးတင်ပါတယ်